ဒါစကိုင်းရဲ့အခြေအနေလေးပေါ့နော်အဲ့ဒါလေးဒါနောက်ဆုံးအခြေအနေလေးသိရသလောက်လေးကျွန်တော်နည်းနည်းပြောပြခြင်းပါတယ်အဲကျွန်တော်စုံစမ်းလို့ရသလောက်ပေါ့နော်အဲအပျက်စီးတွေကတော့တော်တော်လေးများတယ်အဲကေဆယ်ရေးတွေအကူအညီတွေလည်းဒါအခုချိန်ထိတောက်လျှောက်လိုအပ်နေတော့မှဖြစ်တယ်အဲအဲ့ဘက်မှာရောက်နေတဲ့အဲဒီအဖွဲ့တွေကပြောပြချက်ရပေါ့နော်အဲသူတို့တွေတောင်းဆိုကြတဲ့ဒါပစ္စည်းတွေလည်းရှိတယ်ဗျဘာလို့လဲဆိုတော့ဒီအဆောက်အဦတွေပြိုကျသွားပြီဆိုတဲ့အချိန်မှာ အကုန်လုံးကပြောတော့ဘာထွက်ပြေးကြရတာရှိတယ်အချို့ကြတော့လည်းလုံးဝဘာမှကိုမယူခဲ့နိုင်ဘူးပေါ့နော်အဲ့တော့ဒါလမ်းပေါ်မှာထွက်နေနေရတဲ့အဖွဲတွေရှိတယ်အဲ့တော့အဓိကထားပြီးပြောတာတွေကတော့ဒါမိုးကတွေအရန်လိုအပ်တယ်ဆိုပြီးတော့ပြောတယ်အမိုးကဒါခုနလိုအအမိုးပဲမိုးမိုးပေါ့နော်အောက်မှာခင်းပြီးတော့ပဲအေးအေးတော်တော်လေးအတုံးဝင်တဲ့အနေအထားဖြစ်တယ်။ဒါခုချိန်မှာတော်တော်လေးခက်ခက်ခက်ခဲဝင်နေရတာဖြစ်လို့ဒါလိုအပ်လိုအပ်တယ်ပေါ့နော်ဒီဥစ္စာလည်းဒါပြောကြရရှိတယ်။အဲနောက်တစ်ခုကတော့ဒါနောက်တစ်ခုကတော့ဒါကျွန်တော်တို့ ိုးခွက်ပကံနေပေါ့နော်အိုးခွက်ပကံနေလဲအဲတော်တော်များများလိုအပ်တယ်ဆိုပြီးတော့ပြောကြတယ်အမီးကတော့ဒါရွှေဘူနဲ့သခိုင်းကြားမှာအချို့နေရာတွေမှာရနေပြီဆိုပြီးတော့လည်းသိရတယ်အရေးလဲအချို့နေရာတွေမှာရနေပြီပေါ့နော်အဲဒါမဲ့ဒီခုနလိုအာကြာရှည်ခံမဲ့အစားတောက်တွေပေါ့နော်အဲအဲ့လိုဟာမျိုးတွေကိုတော့အဲဒေချာစဉ်းစားပြီးတော့ကုကြစီခြင်းတယ်ပေါ့နော်အဲ့ဘက်ကိုကုဖို့စဉ်းစားနေကြတဲ့အဖွဲ့တွေရှိတယ်ဆိုရင်လည်းဒါမျိုးလေးတွေရွေးပြီးတော့ကုကြစီခြင်းတယ်